အားလုံးမင်္ဂလာပါကျွန်မဒီနေ့က Delhi Sigava အကြောင်းပြောပြမယ်နော် Delhi Sigava ဆိုတာကတော့သူ့မှာပင်တန်အဓိပ္ပာယ်ရလို့မရှိဘူးတနည်းအားဖြင့်အဓိပ္ပာယ်ကိုလျှော့ထားတဲ့ဆိုတဲ့သဘောနော်ဟိုစွဲစုံ၃ပါးလို့လည်းပြောကြတယ်ပေါ့နော်အဲ့ဒါ Delhi Sigava အကြောင်းကိုကျွန်မတို့ဒီနေ့လေ့လာကြမယ် အဲ့တော့ daily sequence 6လုံးအရင်ပြောပြမှာပေါ့နော်အဲ့တော့ ATB have to take take ပေါ့နော် made give do get နော်အဲ့ဒီ6လုံးကိုကျမတို့က သူ့အတိုင်းဒိဗတ်မဖွင့်ဆိုဘဲနဲ့သူရဲ့အနောက်မှာပါလာတဲ့နောင်းနဲ့ပေါင်ပြီးတော့မှာပေါ့နော်ဒါကတော့ဘာလုပ်ပါလဲဒါကတော့ဘာလုပ်ဖို့ပြောတယ်ဆိုတဲ့ဒိဗတ်ပေါ့နော်တီချာအဒိဗတ်ပေါ့နော်တီးတန့်ကြီးဒီယိုဒီ HV have ကိုရှိသည်ဆိုတခုတည်းကျွန်တော်တို့မူသွေးဆက်ပေါ့နော်မူသွေးဆွဲမထားဘဲနဲ့ဒီအနောက်မှာကပ်ပါလာတဲ့သူရဲ့နောင်းနဲ့ပေါင်ပြီးတော့မှာနော်အမဆိုရင်ကျွန်တော်တို့ ဒီ HGV have go back เนาะ have a drink ဆိုရင်တောက်ပါအောင် DRINK drink ဒီကျွန်တော်တို့တောက်တယ်ပေါ့เนาะအဲ့တော့အဲ့ဒီ noun နဲ့ပေါင်းပြီးတော့မှာဩတောက်ပါအောင်လို့ပြောတာအဲအဲ့လိုမျိုးပေါ့เนาะအဲအဲ့ဒီ noun မှာပါလာတဲ့ noun နဲ့ပေါင်းပြီးတော့မှာသူ့ရဲ့အဓိပ္ပာယ်ကိုပြောခြင်းဖြစ်တယ်သူ့ရဲ့မူရင်းအဓိပ္ပာယ်ကိုရှော့ချထားတာသို့မဟုတ်ပြီးတဲ့အဓိပ္ပာယ်ရဲ့လို့မဖွင့်ဆိုတဲ့ဘာကို delicate ဘာလို့ခေါ်တယ်ဆွဲစုံသုံးလို့လည်းပြောပါတယ် အဲ့တော့အရင်ဦးဆုံးပေါ့နော်အဲ့ဒီ daily cycle ဆိုတဲ့ meaning ကဘယ်ဟာဖြစ်လာလဲပေါ့နော်ဘာကြောင့်အဲ့ဒါကို daily cycle လို့ခေါ်ရတယ်လဲပေါ့ကျွန်တော်တို့ lexical resource ဆိုပြီးတော့ဒီကြားဖို့နေကြဖြစ်မှာပါနော်ဒီ is ဖြည့်တဲ့ခါကြလို့ရှိရင်ဒီ vocal vocabulary ပေါ့နော်ဝန်ဟာရဘလောက်များများကိုသုံးသွားတယ်နော်အဲ့ lexical resource ဘလောက်ရှိတယ်ဆိုတာကလည်းအမှန်ပေးတဲ့ဒီဟောပေါ့နော်ဒီမှာပါတယ်အဲ့တော့အဲ့ဒီအာကိုမှကျွန်မတို့ကဒီ prefix အရှိကနေပြီးတော့ de ပေါ့နော်ဒီအဲ့ဒါကိုပေါင်းထည့်လိုက်တဲ့အခါကျတော့မူရင်းအဓိပ္ပာယ်နော်အဲ့ဒီဝန်ဟာရကိုကျွန်မတို့က reduce ရှင်းချလိုက်တာတနည်းအားဖြင့်မူရင်း verb ရဲ့အဓိပ္ပာယ်ကို remove ဖယ်ရှားလိုက်တယ်ဆိုတဲ့သဘောနဲ့သုံးချင်းဖြစ်တယ်တော့အောက်မှာ exam မှာနှစ်ကြောင်းပေးထားတယ် i took a ဝါရှာဝါဆိုတာကတော့ကျွန်တော်တို့ရေပန်းလေးနဲ့ရေချိုးတာဒီနေရာမှာရှာဝါဒီ article a ရဲ့နောက်မှာပါလာတဲ့အတွက်ကြောင့် now အဲ့တော့နောက်မှာပါလာတဲ့ noun နဲ့ပေါင်းပြီးတော့မှဒီ took ဆိုတဲ့ verb ကိုကျွန်မတို့ကအဓိပ္ပာယ်ဖွင့်တာအဲ့တော့ဒီနေရာမှာ took ဆိုတဲ့ဒီ word အရဆိုရင်ကျွန်မတို့ကရေပန်းနဲ့ရေချိုးတယ်ဆိုတဲ့သဘောဒုတိယ word မှာဆိုရင် i took a book เนาะ i took the books အဲ့ဒီစာအုပ်ကိုငါကယူလိုက်တယ်ဒီနေရာမှာကျတော့ကျွန်မတို့အနောက်မှာပါလာတဲ့စာအုပ်စာအုပ်ကိုယူတယ်ဆိုတဲ့ အဓိပ္ပာယ်တက်ရောက်ပြီးတော့ TOOK2 ကိုဒီနေရာမှာယူသည်ဆိုပြီးတော့အဓိပ္ပာယ်ဖွင့်လာအဲ့တော့ဒီအဲ့ဒီ took ဆိုတဲ့ ပီးတက်မီနင်းမရှိဘဲနဲ့အနောက်မှာကန့်ပါလာတဲ့နောင်နဲ့ပေါင်းပြီးတော့မှကျမတို့အဓိပ္ပာယ်ဖွင့်ဆိုတဲ့ဘာတွေကိုကျမတို့ Delhi Sikel ဘာလို့ခေါ်တယ်အဲ့တော့ main ဘာအနေနဲ့ကတော့6ခုရှိတယ်အခုနောက်ပိုင်းမှာပေါ့နော် ကျမတို့ကဒီဘာ3ခုကိုလည်းဒီ plus 3အနေနဲ့ပေါင်းထပ်ပြီးတော့ပြောလေးရှိတယ်ဒါပေမဲ့ Delhi Sikel ဘာဆိုရင်တော့ဒီ6လုံးပဲနော်ဒါကို plus 3အနေနဲ့မှတ်ထားဖို့တော့လိုတယ်ပေါ့နော် Okay အဲ့တော့ကျမတို့ဆက်ပြီးကြည့်ရအောင် အဲ့တော့ကျမတို့ Delhi CK Bar ကိုဘာကြောင့်တီးဖို့လိုအပ်တယ်လဲပေါ့နော်။ဘာကြောင့်အဲ့ဒါကအရေးကြီးတယ်လဲ။အဲ့တော့အဲ့ဒါကိုတီးလိုက်တဲ့အတွက်ကြောင့်နော်။ဒါမျိုးကိုတီးထားတယ်ဆိုရင်ကျမတို့ပြောတာပဲဖြစ်ဖြစ်ဒီရေးတာပဲဖြစ်ဖြစ်မှာပေါ့နော်။ပို့ပြီးတော့ natural တဘဝကြကြပြောနိုင်ရေးနိုင်တယ်ပေါ့နော်။တဘဝကြကြကိုပြောလိုက်တဲ့အရာကအခုစာဟန်ပေးဟန်မပေါက်နေပဲနဲ့ဒါမျိုးပြောတယ်။ဒီ idiomatic ဆိုတာကလည်းအဲ့လိုမျိုး၃လေးရှိတယ်ဆိုတဲ့ဘောနော်။ Delhi အဲ့အဲ့ဒီ data မှာတော့ဒါမျိုးလေး၃တယ်။ဒီ data မှာတော့ဒါမျိုးခေါ်ကြတယ်။အဲ့ဒါကို ကျွန်မတို့က idiomatic လို့ခေါ်တယ်အဲ့တော့ဒီ delicate verb ကို သုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့တဘာဝကြကြတဘာဝဆန်သွားတယ်ဆိုတဲ့ပြောခြင်းဖြစ်တယ်အဲ့တော့ဒီမှာကျွန်မတို့နှစ်ခုရှိတယ်ပေါ့နော် i make a decision ဆုံးဖြတ်ချက်ကိုငါကချလိုက်တယ်ဒီမှာဆိုရင် i decided အဲ့တော့ဒီနှစ်ခုတည်းက meaning ကအတူတူပဲသို့တော့အရှိဝတ်ကြသည်ကျွန်မတို့အတွက်ပို့ပြီးတော့နဝင်ချောတယ်ပေါ့နော်နားထဲမှာအဲ့တော့အဲ့အတွက်ကြောင့်ဒီ delicate verb တွေကိုဒီ make ဆိုတဲ့ verb ကိုသုံးပြီးတော့ဒီပြောတယ်ပေါ့နော်ဒီ ဒါမျိုးကိုကျွန်တော်တို့ idiomatic သုံးလေးရှိကြတယ်ပြောလေးရှိကြတယ်ဆိုတဲ့သဘောအဲဆိုရင်ကျွန်တော်တို့ဒီဟာကိုနှိုင်းရှင်းကြအောင်ပေါ့နော်အဲအဲ daily cycle နဲ့သုံးထားတဲ့ phrase ဘာကြောင့် phrase လို့ခေါ်လဲဆိုတော့ daily cycle verb 6လုံးနဲ့သုံးပြီဆိုရင်အနောက်မှာကျွန်တော်တို့ noun နဲ့ကပ်ပြီးတော့သုံးလေးရှိရဲအဲတော့ second လုံးဒီနှလုံးနဲ့အထက်ဖြစ်လာပြီဆိုရင်အဲ့ဒါတွေကိုကျွန်တော်တို့က phrase လို့ခေါ်တယ်အဲ့ဒီအတွက်ကြောင့် daily cycle verb နဲ့တွဲထားတဲ့ phrase တန်ဒီအပြည့်ဒီ second စုအဲ့တော့ adjective verbs ကိုကျွန်တော်တို့ကဒီ arrest เนาะဒီ နားယူတယ်ဆိုတာနားနဲ့တွေ့ပြီးတော့မြင်လိုက်တဲ့အခါမှာသူရဲ့ meaning ကနော် rest အနားယူသည်ဆိုတဲ့ဘာနဲ့ equivalent ဖြစ်တယ်မျှခြေရှိတယ်ဗျနော် equal ဖြစ်တယ်ဆိုတဲ့သဘောထို့အတူပဲကျွန်မတို့ take a nap နော်ဒီဟိုတရေတမော exercise ဗောနော်အခဏအနားယူတယ် exercise တယ်အဲ့ဒါကိုလည်းကျွန်မတို့အဲ့ဒီ nap neck ဒီနေရာမှာကျွန်မတို့ဒီ phrase article နဲ့သုံးထားတဲ့အတွက်ကြောင့်ဒီနေရာမှာဆိုရင်ကျွန်မတို့အတွက် now ဒီဘက်မှာကျတော့ကျွန်မတို့ဘာအနေနဲ့သုံးထားတယ်သူဒီဟို now your ယောဂ same spelling ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တက်ဟိုပါပေါ့နော်ဟိုတစ်မျိုးဖြစ်နေပါလိမ့်မယ်နောက်တစ်ခုဆက်ကြည့်ရအောင် make a choice နော်ရွေးချယ်မှုတစ်ခုကိုပြုလုပ်သည်ဆိုတဲ့အရာကိုကျွန်တော်တို့က verb form နဲ့ရေးမယ်ဆိုရင်တော့ choose ရွေးချယ်သည်အဲ့တော့အရှိမလိုပဲ make a decision စာ decided ဆုံးဖြတ်သည်ဆိုတော့ decide ပေါ့နော်ဒါကတော့ past tense နဲ့ရေးထားတာမဟုတ်လို့ပါအဲ့တော့ဒီ verb အနေနဲ့သုံးမယ်ဆိုရင်အဲ့ဒီ verb ကိုကျွန်တော်တို့က noun form ပြောင်းပြီးတော့နော်အဲ့ဒီ delicate verb နဲ့တွဲ က်ပြီးတော့ရေးတယ်နောက်တစ်ခုကျွန်မတို့ give a smile ပြုံးပြတယ်အဲ့တော့ smile ဆိုတဲ့ရာသီ noun never တူတူပဲစာလုံးပေါင်းဖြစ်တဲ့အကြောင်း smile ပြုံးပြီးတူတူပါပဲ နောက်တစ်ခုကျမတို့ do that cleaning เนาะတန့်ရှင်ရေးလုပ်တယ်အရင်လုပ်တွေပါရင်ရှင်းလင်းတယ်ပေါ့เนาะအဲ့တော့ do that cleaning အဲ့တော့ဒီမှာ cleaning ဒီ noun form ဖြစ်တယ် clean ဒီဒီနေရာမှာကျမတို့ power of speaker verb ဖြစ်တယ်အဲ့တော့ verb နဲ့သုံးမဲ့ဆိုရင်လည်းရသလိုအဲ့ဒီ verb တွေကို noun form ပြောင်းပြီးတော့ delicate verb တွေနဲ့သုံးရင်ပို့ပြီးတော့တဘာဝကြတယ်ပြီးတော့ idiomatic ဖြစ်တယ်เนาะအဲ့ဒီ data ရောက်လို့ရှိရင်အဲ့ဒီ data အတိုင်းပြောတတ်ရေးတတ်เนาะဒီကျမတို့အဲ့လိုမျိုးတွေရည်ရွယ်ပြီးတော့ပြောခြင်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ grammar function အကြောင်းပြောမှာပေါ့နော်အဲ့ဒီ grammar function မှာဆိုရင်ကျွန်တော်တို့ daily single verb 6လုံးကိုမှကိုသိနေပြီဒီ verb 6လုံးကိုအဲ့ဒါကိုကျွန်တော်တို့က idiomatic ကြာကြာပြောမယ် naturally ပေါ့နော်ဒီဟိုတဘဝကြာကြာစကားပြောတော့မယ်ဆိုရင်ကိုမှနောင်ရှိရမယ်အဲ့တော့အဲ့ဒီ daily single verb နဲ့နောင်နဲ့ပေါင်းလိုက်တော့မှ daily single phrase ဆိုတဲ့အရာကိုရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်မသုံးပြထားတယ်ပေါ့နော် have a shower เนาะရေပန်းလေးနဲ့ရေချိုးတယ်အဲ့တော့ AJB have နဲ့ကျွန်တော်တို့သုံးလိုက်ပြီနောက်တစ်ခုကျွန်တော် နပ်နပ်ဆိုတာကခုနကပြောသလိုတရေတမောအိတ်တာပေါ့နော်ခဏတအောင်အိတ်တာအဲ့တော့က have a nap နပ်ပြီး power speaker noun ရော va ရောကတူတူပဲဖြစ်တယ်အဲ့တော့ noun ဖြစ်တဲ့အတွက်ကြောင့်ကို noun အနေနဲ့သုံးမှဖြစ်တဲ့အတွက်ကြောင့်အရှိမ article ထပ်ပေးဖို့လိုတယ် make a mistake အမှားလုပ်လိုက်ပြီထို့အတူပဲ give a smile ပြုံးပြတယ်အပြုံးပေးလိုက်တာပေါ့နော်ပြုံးပြတာ do the dishes အဲ့တော့ပကံခွက်ရောက်တွေကိုစေကြောတယ်အကုန်လုံးဒီ noun ဖြစ်ရမယ်နော်သူရဲ့ grammar function အရ delicate ဘာနဲ့ ွဲသုံးပြီဆိုရင်အနောက်မှာနောင်ဖြစ်ဖို့လိုပါတယ် get a surprise เนาะဒီ surprise တိုက်တယ်ပေါ့เนาะအံ့ဩမှုကိုဖြစ်တယ်အဲ့တော့အဲ့ဒီ daily cycle ဘာ6လုံးကိုပဲကျွန်တော်တို့တခြား deep in နောင်နေနဲ့တွဲပြီးတော့ပြန်သုံးကြည့်အောင်မယ် have a try စူးစမ်းကြည့်เนาะ give it a shot ကျွန်တော်တို့အဲ့လိုမျိုးလည်းပြောကြပါတယ်အဲ့တော့ဒီမှာကျတော့ daily ပေါ့เนาะအဲ့ဒီနေရာရောက်လို့ရှိရင် तू က daily cycle ဘာနဲ့သုံးနေဆိုရင်လည်း तू သုံးတယ်လို့ကိုလိုက်သုံးတာပေါ့เนาะတသားတယ်ဖြစ်နေတော့ကိုနေရထိုင်ရအဆင်ပြေတယ်အဲ့တော့ have a try เนาะစူးစမ်းကြည့် take note မှန်စု ထုတ်တာကအဲ့ဒီ NOTE note မှာ S ပါတယ်เนาะအဲ noun form ဖြစ်ပါတယ် made progress เนาะဒီ total အောင်လုပ်တဲ့เนาะကျမတို့ဒီကိုကိုကိုဟိုပါเนาะ total အောင်ရတဲ့လေ့လာနေတာ give advice အဲ့တော့တတိထားပါ Delhi CK ဘာနဲ့တွဲတယ်ဆိုရင်နောက်မှဒီ noun ဖြစ်ရမယ်အဲ့ဒီအတွက်ကြောင့်ဒီမှာ advice ဆိုတဲ့အရာဒီ CE နဲ့ပေါင်းကြထားတယ်ဘာဆိုရင်တော့ကျမတို့ SE နဲ့ပေါင်းအောင်ပါเนาะအဲ့တော့ဘာနဲ့ဘာနဲ့ကအဲ့လိုမပေါင်းဘူးအဲ့ဒီ Delhi CK နဲ့က noun နဲ့ပဲတွဲတယ် article ပါတီဖြစ်စေ map ပါတီဖြစ်စေ do research เนาะသူတည်သနာတွေလုပ်တယ် get permission ခွင့်ပြုချက်ပေးတယ်အဲ့တော့ delivery sicker ဘာချောင်းလုံးเนี่ยယူသုံးမယ်ဆိုရင်အနောက်မှာလိုက်လာတဲ့ဒီကျွန်တော်တို့ part of speed ဒီ noun ဖြစ်ဖို့လိုတယ်เนาะဒါလေးမှတ်ထားမှာဖြစ်ပါတယ် တော့ကျွန်မ common ဖြစ်တဲ့ပုံတော့ daily cycle verb တွေကိုကျွန်မဒီ phrase တွေပုံတော့ဒီ verb phrase တွေကိုဒီမှာရေးထုတ်ထားတယ်အဲ common ဖြစ်တဲ့ verb ကတော့6လုံးရှိတယ် plus 3ကတည်တန် slide နဲ့ပြန်မနောက်မှလာမှာပေါ့နော်အဲ့တော့ကဒီမှာ6 6လုံးရှိတယ်အဲ့ဒါကိုကျွန်မတို့ noun နဲ့ပေါင်းပြီးတော့ daily cycle phrase လုပ်မယ်အဲ့တော့က have a shower ရေပန်းနဲ့ရေချိုးတယ်အဲ့ဒါဒီ meaning အရဆိုရင်တော့ dialect မှာရှိတဲ့အရာက verb verb အနေနဲ့အသုံးမဲ့ဆိုရင်ပေါ့နော်အဲ့တော့ base ရေချိုးတယ် have a look เนาะကျွန်မတို့တစ်ချက် ်ကြည့်လိုက်တယ်တော့ look briefly ဟိုပါဘောနော်ကျွန်တော်တို့အသေးစိတ်ကြည့်လိုက်စစ်တိုက်နေတော့မျိုးမဟုတ်ပဲနဲ့အဲ ချုပ်ပြီးတော့ကြည်လိုက်တဲ့သဘောเนาะအဲဆိုရင် ကျွန်တော်တို့နားလည်ရလွယ်အောင် exam နဲ့တစ်ခါတည်းသွားလိုက်မယ်အဲ့တော့ i have a shower every morning မနက်ခင်းတိုင်းကကရေပန်းလေးနဲ့ရေချိုးတယ်အဲ့တော့ဒီမှာဆိုရင်တော့ please have a look at this report ဒီစီရင်ခံစာလေးတစ်ချက်လောက်ကြည့်ပေးပါလားเนาะတစ်ချက်လောက်ဆိုအသေးစိတ်ကြီးဒီ spelling တို့ဒီ typo error တို့ license နေတာမျိုးမဟုတ်ပဲနဲ့တစ်ချက်လောက်ကြည့်ပေးပါ run through လေးကြည့်ပေးပါဆိုပြောမယ်ဆိုရင် have a look တစ်ချက်ကြည့်ပေး have a look เนาะအဲ့လိုမျိုးပြောတယ် have lunch အဲ့ဒါနေ့လယ်စာစတာအဲ့ဒါ lunch ဆိုတဲ့အရာဒီ noun form အဲ့ဒီ noun form နဲ့ delicate verb နဲ့သွားတဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ meaning က eat ဆိုတဲ့ verb နော်စားသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ i had lunch at 1 pm နေ့လယ်တနာရီမှာငါကနေ့လယ်စာစားခဲ့တယ် နောက်တစ်ခုကျမတို့ take ဆိုတာ verb နဲ့သုံးမယ် common ဖြစ်တဲ့ဟာလေးတွေပေါ့နော် take a break ခဏနားမယ်ခဏတအောင်နားမယ်အဲ့တော့ဒီ break ဆိုတာက break တိုင်းယူတာပြောတာအဲ့တော့နားတယ်ဆိုတဲ့အရာကို rest ဆိုတဲ့အရာကနော်ကျမတို့ verb လည်းရှိတယ် noun လည်းရှိတယ်ဒီနေရာမှာကျတော့ meaning ကိုဖော်ပြတဲ့အတွက်ကြောင့် verb အနေနဲ့သုံးကြထားခြင်းဖြစ်တယ် ဲ့တော့ example နဲ့သွားမယ်ဆိုရင် let's take a break now เนาะအခုခဏလောက်နားရအောင်လေเนาะနားကြစို့အဲအဲ့လိုမျိုးပြောခြင်းဖြစ်ပါတယ် take a seat เนาะထိုင်ထိုင် နေရယူထိုင်လို့ပြောတာ sit down the safe s e a t seat ကကျမတို့ဒီနေရာပေါ့เนาะဟို position ပြောတာမဟုတ်ဘူးเนาะထိုင်ခုံနေရာကိုပြောခြင်းဖြစ်တယ်အဲ့တော့ article နဲ့တွဲထားတဲ့အတွေ့အကြောင်းဒါက now အဲ့တော့ now နဲ့ daily seeker ဘာနဲ့တွဲပြီးသုံးထားတဲ့ daily seeker phrase အဲ့ဒါကိုကျမတို့ကဘာအနေနဲ့သုံးမယ်ဆိုရင် sit down ထိုင်အဲ့လိုမျိုးပြောတာ please take a seat အော်နေရာယူထိုင်းမထိုင်းပါလို့ပြောလို့ရှိရင် please take a seat เนาะကျွန်တော်တို့ take a photo အဲ့တော့ photo ဒီ noun form ဖြစ်ပါတယ်အဲ့တော့ take a photo ဓာတ်ပုံရိုက်မယ်လို့ပြောတယ်ဖိုတိုဂရပ်ဓာတ်ပုံရိုက်သည်အလယ်ကအရာက verb ဖြစ်ပါတယ် အဲ့တော့အဲ့ဒါကို example နဲ့ဆိုရင် he took a photo of the sunset အဲ့တော့ကနေဝင်နော်နေဝင်စီးစားအလှကိုသူကဓာတ်ပုံရိုက်ခဲ့ပြီးနောက်တစ်ခုကျွန်တော်တို့ make နဲ့ပတ်သက်ပြီးတော့ပြောမယ် make a decision decision ဒီ noun form ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့် verb တစ်လုံးတည်းနဲ့သုံးမယ်ဆိုရင် design ဆုံးဖြတ်သည်ဒယ်လီစီကေဘာနဲ့တော်မယ်ဆိုရင်တော့အဲ့ဒီဘာကိုနောင်ဖွင့်ပြောင်းပြီးတော့မှတွေ့အင်ဂျန်မှာကြည့်မယ် they make a decision to move abroad နိုင်ငံခြားကိုရွှေ့ဖို့เนาะပြောင်းရွှေ့နေထိုင်ဖို့သူတို့ဆုံးဖြတ်ချက်ချလိုက်သည် make a decision ီနေရာမှာ decided လို့သွားသုံးလဲရတယ်သို့တော့ natural ဖြစ်အောင်เนาะဒီတဘာဝကြကြဟိုနားထဲမှာဟိုပြန်တော့ပြည်ပြည်ပြည့်ပြည့်လေးဝင်သွားအောင်လို့ delicacy gave ကိုတွဲပြီးတော့သုံးနေ make a mistake เนาะအမားလုံလိုက်မိပြီအောင်เนาะဒါကအမားလုံပြီဆိုတဲ့ဘာဖြစ်ပါတယ် i make a mistake in my report เนาะငါရဲ့စီရင်ခံစာမှာငါကအမားတခုကိုလုံလိုက်မိပြီ make an effort เนาะ effort ဆိုတာကကြိုးပမ်းအားထုတ်မှုเนาะ အဲ့ဒီအတွက်ကြောင့်သူ့ကိုကျမတို့ကဘာအနေနဲ့သုံးမယ်ဆိုရင်တော့ try ဟာကြိုးစားเนาะဒီမှာ try ဒီဘာ h a r d ဟာပြီးဒီနေရာမှာ adverb ဖြစ်ပါတယ်အဲ့တော့ကဘာကိုလာပြီး to ပြုဖို့အတွက်ရှိနေခြင်းဖြစ်တယ် example အနေနဲ့ဆိုရင် she made an effort to improve improve ဖြစ်ဖို့အတွက် total ဖို့ရန်အတွက်ကြိုးပမ်းအားထုတ်မှုကိုသူမကပြုလုပ်တယ် given advice เนาะကြံဉာဏ်ပေးတယ်အဲ့တော့ advice အကြံပေးသည်ဒီမှာเนาะ CE နဲ့ဆုံးနာတာက noun SE နဲ့ဆုံးနာတာက verb အကြံပေးသည် the teacher gives an advice ဆရာကအကြံဉာဏ်ပေါ့เนาะအဲ့ဒါကိုပေးတယ်အဲ့တော့ကျွန်တော်တို့တတိထားပေးမယ်เนาะသူမှ s မပေါင်းဘူး သူဒီ uncounty ပဲဖြစ်တယ် idea ကြတော့ကျွန်တော်တို့ s ပေါင်းပြီးတော့ရေးတယ် county ပဲအဲ့တော့ somison ဆိုတဲ့ adjective quantifier ကဒီနေရာမှာ plus ပေါ့နော်ဒီ county ပဲရော uncounty ပဲရောနှစ်မျိုးစလုံးမှာသုံးလို့ရတဲ့အတွက်ကြောင့်ပုံထားခြင်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ give and speech နော်ဒီ speech ကဒီနေရာမှာတော့ make ကွန်ပေါ့နော် noun form နဲ့သုံးတာအဲ့တော့က make ကွန်ပြောတယ်အဲ့တော့ verb form နဲ့သုံးမယ်ဆိုတော့ speak publicly เนาะဒီအများပြည်သူရှေ့မှာထားပြီးတော့ပြောတာအဲ့တော့ he gave a speech at the media အဲ့တော့ CW မှာသူက Megan ပြောခဲ့သည် give permission ခွင့်ပြုချက်ကိုပေးတယ်เนาะဒီဟာဒီ noun နေเนาะ article ပါသည်ဖြစ်စေမပါသည်ဖြစ်စေ delicacy delicacy giver နဲ့တွဲပြီးသုံးမယ်ဆိုရင်အကုန်လုံးက noun เนาะဒီဘက်ခြမ်းနေအကုန်လုံး noun ဖြစ်တယ်အဲ့တော့ permission ပေးတယ်ဆိုတော့ allow ခွင့်ပြုတယ် they give us permission to enter ဝင်ဖို့ရန်အတွက်ခွင့်ပြုချက်ကိုငါတို့အားပေးခဲ့သည် okay เนาะ do home ကအင်ဂျာတွေလောက်တယ် အဲ့ဒါက complex homework အင်္ဂါကို complete ပြီးရသွားပြီ။ကိုယ်ကြီးအင်္ဂါလုပ်လို့ပြီးသွားပြီ။အဲ့ဒါ you must do your homework မင်းရဲ့အင်္ဂါကိုမင်းလုပ်ရမယ်နော်။အင်္ဂါဆိုတဲ့အရာဒီကျွန်တော်တို့ကဟိုပါဘောနော်။ဟို uncountable ဖြစ်တယ်။သူ့ကိုဘယ်အင်္ဂါလုပ်မယ်ဆိုတဲ့အမှာဆွဲရတာလည်းရှိတယ်။သင်္ချာတွဲရတာလည်းရှိတယ်ပေါ့နော်။ဒီမှန်ရကျက်ရတဲ့အရာတွေလည်းရှိတဲ့အတွက်ကြောင့်သူ့ကိုပုံတန်အတိအကျမပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ make နဲ့မသုံးဘူး။ do နဲ့သုံးတယ်။နောက်တစ်ခုကျွန်တော်တို့ do business နော်။စီးပွားရေးလုပ်တယ်။အဲ့ဒါကို trade ကုန် သွဲတယ်ဖလဲတယ်ပေါ့နော်ဒါမျိုးသုံးတယ် he do uh, he does business in japan အဲ့တော့ဂျပန်မှာသူကစီးပွားရေးလုပ်တယ်เนาะဒီ trade ဆိုတဲ့ဘာအစားကျွန်တော်တို့ do business เนาะ run နဲ့လည်းသုံးလို့ရပါတယ် do the dish เนาะပကံခွက်ရောက်တွေကိုဆေးတယ်အဲ့တော့ဆေးတယ်ဆိုတဲ့ main verb က wash အဲ့တော့ wash plate အဲ့တော့ဒီပကံပြားပြီကိုဆေးတယ်လို့သုံးမဲ့အစား do the dishes ဆိုပြီးတော့ delicacy ဘာနဲ့သုံးလိုက်တယ် I did the dishes after dinner အဲ့တော့ညစာစားပြီးတဲ့အခါမှာပကံခွဲရောက်တွေကိုငါကဆေးခဲ့တယ် get permission ခွင့်ပြုချက်ကိုရရတယ် receipt approval เนาะဒီ approve လောက်တာကိုသူကလက်ခံရရှိတယ်အဲ့တော့ she got permission to leave early စောစောထွက်ခွာဖို့အတွက်သူမကခွင့်ပြုချက်ရသွားပြီ get and shock ကျွန်တော်ဒီ shock ဆိုတာကသွေးလန့်သွားတာကိုပြောခြင်းဖြစ်တယ်။အဲ့ဒီဟာကနောင်တဲ့သူပဲ၊ဗာလဲသူပဲနော်။အဲ့တော့ကဗာအနေနဲ့သုံးမယ်ဆိုရင်တော့ be shock ။အဲ့တော့ဒီနေရာမှာ be ကဘာလို့ပါလာတယ်လဲဆိုတော့ subject ရဲ့ feeling ကိုပြောတဲ့အခါမှာကျွန်တော်တို့က idiom ပါတဲ့အရာနဲ့သုံးတယ်။အဲ့ဒီအတွက်ကြောင့်ဒါဒီ ကျွန်တော်တို့ဟို ED bounder နဲ့ surgery feeling ဖြစ်တဲ့အတွက်ကြောင့် EDEM ပါတော့ AGD နဲ့သုံးတယ် AGD ဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာ BEB ကပါရမယ် surgery singular plural ပုံမှန်မူတည်ပြီးတော့ DB ကအပြောင်းအလဲဖြစ်မယ်အဲ့တော့ I got a shock เนาะဒီငါထိတ်လန့်သွားတယ် when i heard the news သတင်းကိုကြားတဲ့အခါမှာငါထိတ်လန့်သွားတယ်နော်ဒါကကွန်လွန်တွင်းနေကြဖြစ်တဲ့ telesecure ဘာတွေကိုကျွန်မပြောပြသွားခြင်းဖြစ်တဲ့ now plus theory အကြောင်းနည်းနည်းလေးပြောမယ်နော် ကျွန်တော်တို့နောက်ထပ် plus 3ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီစကလုံးတစ်လုံးတည်းနဲ့သုံးတာလည်းရှိတယ် phrasal verb အနေနဲ့လည်းသုံးတာရှိတယ်ပေါ့နော်အဲ့တော့ကြုံလုံးဒါလေးထည့်ပြလိုက်မယ်တခါလည်းပြီးသွားအောင်အဲ့တော့ကဒီမှာဆိုရင် pot ဆိုတဲ့အကြာပေါ့နော်အဲ့တော့ she put the books on the table နော်စပွဲပေါ်မှာစာအုပ်ကိုသူမကထားလိုက်ပြီးဒီဝက်ကြအရာဆိုရင် pot ဆိုတာကကျွန်တော်တို့ထားတာလို့အဓိပ္ပာယ်ထွက်တယ် don't put off your homeworks until tomorrow နော်မနေ့ပြန်ဒီ အနော်အင်ဇိုင်းကိုအကျွေးမထားတာနဲ့နှောက်နေမနေနဲ့လို့ပြောမှဆိုရင်တော့ port off နဲ့သုံးတယ်ပေါ့နော်နောက်မှကြတော့ your homework ဆိုတဲ့ noun ပေါ့နော်အင်ဇိုင်းပါတယ်ပြီးတော့ he put on his coat and left the room အဲ့တော့ကုတ်အင်ဂျီကိုသူက put on ဝတ်ဆင်လိုက်တယ်ဒီနေရာမှာ put on the wear ပြီးတော့မှအခန်းထဲကနေပြီးတော့ထွက်သွားတယ် they put up a new building last year မနှင်းကပေါ့နော်ဒီ building အဆောက်အုံအသေးကြီးကိုသူတို့က put up put up ဆိုတာက tease out တာ build နဲ့အတူတူပဲပေါ့နော်နောက် ကိုကျွန်မတို့ she was put down by her classmate တော့ put down ဆိုတာကသူများကိုကျွန်မတို့ဒီ ဟို humiliate လုပ်တာအရှက်ခွဲတာကျွန်တော်တို့ဝေဖန်တာပေါ့နော်ဒီအရှက်ရောက်အောင် လုပ်တာเนาะအဲ့တော့ put down by her classmate အဲသူမရဲ့ဒီ attend for တွေကနေပြီးတော့မှသူမကိုဒီအရှက်ရောက်အောင်ဝေဖန်တာဒါမျိုးလုပ်တယ်ဆိုရင်တော့ put down လို့သုံးတယ်နောက် keep နဲ့ပတ်သက်ပြီးတော့ပြောမယ် keep your room clean เนาะဒီမင်းရဲ့အခန်းကိုပေါ့နော်ဒီတန်တန်ရှင်းရှင်းထားဆိုရင် keep your room clean เนาะအဲ့ဒီ keep ကိုပဲကျွန်တော်တို့ဒီ he keep his money in the bank ဘဏ်ထဲမှာသူရဲ့ပတ်စံတွေကိုသူက keep လုပ်ထားတယ်ဆိုတော့ဒီမှာ save လုပ်ထားတယ်ဆိုတဲ့သဘောမျိုးပြောခြင်းဖြစ်ပါတယ် keep on trying and then you succeed မင်းအောင်မြင်တဲ့အထိနော်ဆက်ပြီးတော့ကြိုးစားဆိုရင်တော့ keep on ဒီဒီနေရာမှာကျွန်တော်တို့ continue ဆိုတဲ့သဘောတက်ရောက်တယ် Now she keep up with the latest new. အဲ့တော့ keep up with တွေလုံးတာတယ်เนาะ keep up with အဲ့ဒါကကျွန်မတို့အမြဲတမ်းလို့လို့အဆက်အဆက်မရှိเนาะအစဉ်ဆက်ဆက်ဆံမှုရှိနေတာမျိုးပြောခြင်းဖြစ်တယ်။အဲ့တော့ keep up with ရဲ့ meaning က stay updated เนาะအမြဲတမ်းလက်လံမှီနေတယ်အမြဲတမ်းဆက်သွယ်ရှိနေတာအဲ့တော့ latest new เนาะဒီနောက်ဆုံးသတင်းတွေကသူမကအမြဲတမ်းရနေတာမျိုးပြောခြင်းဖြစ်တယ်။ Please keep it to yourself เนาะကိုယ့်စိတ်ကိုเนาะဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ့်စိတ်ထဲမှာတဲ့သိမ့်တာ ဒီပြန်လူမပြောနဲ့ဒါမျိုးစဉ် keep to yourself ကိုစိတ်ထားမှာပဲထားထားသမျှကိုထုံးမပြောနဲ့ဆိုရင်တော့ keep to yourself เนาะဒီမှာကတော့ဒီ pronoun မျိုးလို့ကျွန်တော်အလယ်မှာဝင်ညှပ်ပြီးတော့ရေးခြင်းဖြစ်တယ် I paid for the ticket yesterday မနေ့ကဒီလက်မှတ်ဖိုးတွင်ငါကပေးခဲ့ပြီးပြီဒီနေရာမှာ pay ကို what do နဲ့သုံးထားတယ်ပတ်စံနေပါရှင်းတဲ့နေရာမှာ pay တာကိုသုံးတယ်နောက်တစ်ခု she paid attention to the teacher ဆရာမကိုသူကဂယုတဆိုင်နဲ့ paid attention ပေါ့เนาะအာယုံစူးစိုက်ထားပြီးတော့ဒီမှာကနားထောင်နေတယ်ဆို တော့ဒီမှာကြာတော့ဒီ page ဒီကျွန်တော်တို့ပတ်စံပေးတာမဟုတ်တော့ဘူးအာယုံစိုက်ပေးတာ focus ထားတယ်ဆိုတဲ့သဘောဖြစ်တယ်နောက် he paid off his debt last month ပြီးခဲ့တဲ့လကသူအကျွေးတွေကျေသွားပြီเนาะ paid off ပေးလိုက်ပြီအကျွေးရှင်းသွားပြီလို့ပြောမှဆိုရင်เนาะ paid off เนาะဒီ pay တလုံးတည်းခုပဲအကျွေးရှင်းတာလည်း pay နဲ့သုံးလို့ရတယ်အာယုံစူးစိုက်မှုပေးတာကိုလည်းဒီဖေးနဲ့သုံးလို့ရတယ်ပတ်စံရှင်းတာကိုလည်းကျွန်တော်တို့ဖေးနဲ့သုံးလို့ရတယ်။နောက် short payback what you are uh, you should be back what you borrow no borrow ရဲ့ meaning က take ခြေယူတာ lend ကတော့ခြေငှားလိုက်တာကိုကပေးလိုက်တာကြတော့ကျမတို့က lend ကို give နဲ့ဘာသာပြန်နဲ့ဒီ borrow ခြေယူတာကိုကယူလိုက်တာ ဖြစ်တဲ့အတွက်ကြောင့်ဒါကို take လို့ကျမတို့သုံးတယ်အဲ့တော့ min ခြေယူထားတဲ့အရာကို you should pay back min ပြန်ပေးတဲ့တယ်နော် pay back နော် pay နဲ့ back နဲ့တခါပြန်တန်းတယ်အဲ့တော့ pay back ဆိုတာက return နော် many person ပြန်ပေးတာနောက်က good manner နော်ဒီကောင်းတဲ့အပြုမူတွေက always paid off in the end အဆုံးသတ်မှာတော့ဒီကောင်းတာလောက်တာတော့ကောင်းတာပြန်ရတယ်ပေါ့နော်ဖီယောဖြစ်တယ်ဆိုတာကဒီနေရာမှာကြတော့အဲကျွန်တော်တို့ဒီကောင်းတဲ့ရလတ်ကို produce လုပ်ပေးတာလို့ပြောတယ်အဲ့တော့ဒီ for to keep to pay တို့ကြတော့ကျွန်တော်တို့ plus 3အနေနဲ့ daily sick ပါထမှာထည့်တယ်အမှန်တော့ဒီ6လုံးကအဓိကပေါ့နော်ဒီ6လုံးကိုပဲကျွန်တော်တို့နောင်းနဲ့တွဲပြီးတော့ grammar function ရနောင်းနဲ့တွဲပြီးတော့သုံးတယ်အဲ့ဒီနောင်းကို bar form ပြောင်းလိုက်မယ်ဆိုရင်အဲ့ဒီ bar တစ်လုံးတည်းနဲ့လည်းအဓိပ္ပာယ်ရှိတယ်ဒါကိုသုံးလို့ရတယ်တိုးတော့ ကျွန်မတို့တဘဝကြကြเนาะဒီအာ idiomatic အနေနဲ့သုံးတဲ့ဆိုရင်သုံးချင်တဲ့ဆိုရင်တော့ဒီ daily cycle ဘာတွေနဲ့တွေ့ပြီးတော့သုံးရမှာဖြစ်တယ်เนาะဒီလေးကတော့ဒီလောက်ပါပဲအဆင်ပြေမဲ့လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်